ရေနံနဲ့သဘာဝတောင့်ဝင်လုပ်ငန်း MOGE ကနေနိုင်ငံခြားဝင်ဝင်အများဆုံးရှာဖွေပေးနိုင်တဲ့အတွက်စစ်တပ်ကမြန်မာပိုင်နယ်အတွင်းမှာရေနံနဲ့သဘာဝတောင့်ဝင်စီမံကိန်းအသစ်တွေမှာလက်မှတ်ရေးထိုးပြီးတော့လှုပ်ဆောင်နေတယ်လို့အရက်ဖက်အဖွဲ့အစည်းတွေကလည်းသိရပါတယ်။ဝေဝေသတင်းပြဖို့ထားပါရရှင်။မြန်မာရေနံနဲ့သဘာဝတောင့်ဝင်လုပ်ငန်း MOGE ကနေနိုင်ငံခြားဝင်ဝင်အများဆုံးရရှိနေတဲ့စစ်တပ်ဟာရေနံထုတ်လုပ်မဲ့စီမံကိန်းအသစ်တွေကိုနိုင်ငံခြားကုမ္ပဏီတွေနဲ့လက်မှတ်ရေးထိုးပြီးလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ထိုင်းကုမ္ပဏီ PTT PTTEP နဲ့ Gulf Petroleum မြန်မာတို့ဟာ Total Chevron Petronas တို့မြမကန်လွန်ရှင်နယ်လုံးကစီမံကိန်းတွေကနေထွက်ခွာသွားပြီးနောက်မှာရှယ်ယာတွေကို MOGE နဲ့ခွဲဝေယူကစစ်တပ်ကိုဆက်လက်ထောက်ပံ့နေကြတယ်လို့သွေးစွန်ငွေဖြတ်တောက်ရေးဖွဲ့ Black Money Campaign ကထုတ်ပြန်ပြောဆိုထားပါတယ်။ဟောလက်ရှိမှာတော့ဒီ MOGE နဲ့အတူတော့ရှင်မှာ Postco ရဲ့ဒီရေတနာနဲ့ဆိုတိကမှာ PTTEP နဲ့ ။အော်ရဲရုံကမှာတော့ဒီကပ်ဖက်ထရီရဲ့မြန်မာလိုကလက်တွဲလုပ်ဆောင်နေတာရှိရတယ်။အော်ဒီတရင်တွေကတော့ဒီ PTDEP က MOG နဲ့တူအာရဏမာရောသတိကမာရောဒီပုံပြီးတော့မှထုတ်လုပ်နိုင်ဖို့လုပ်နေတယ်လို့။နောက်ဒီ PUNIC ဆက်အတွက်ဆိုပြီးတော့လည်းအောင်ဒီခါကြီးရဲ့စီမံကိန်းတွေကိုလက်မှတ်ထိုးရလို့တွေ့ရတယ်။နောက်တစ်ခုကတော့ဒီ Gas Petrol ရဲ့မြန်မာကလည်းအာဘီအတူဆိုရယ်စီမံကိန်းတစ်ခုကိုလက်မှတ်ထိုးရအောင်တွေ့ရတယ်ပေါ့နော်။နောက်တစ်ခုကဒီစီမံကိန်းတစ်ခုကိုလက်မှတ်ဆထိုးတာ ਨੇ ဒီဝင်ငွေရဆရစီပြီးတော့ လုပ်ငန်းသားတွေတက်ပြီဆိုလို့ရှိရင်ပို့ပြီးတော့မှငွေရစီရဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါကြောင့်လည်းဒီ show စုပါဒီသူတို့လိုအပ်နေတဲ့စီလက်နက်ပိုးတွေ၊ဒီစီပိုးတွေအတွက်ကိုဒီစီလက်နက်အစ်စ်တွေကိုလက်မှတ်ထိုးနိုင်ဖို့အသေးအတန်လုပ်ဆောင်နေရလဲဖြစ်တယ်။နောက်တစ်ခုကတော့ဒီလက်မှတ်ထိုးရတွေက show စုအတွက်ကိုတရားဝင်မှုပေးနေရတယ်ဖြစ်ပါတယ်။အမိုကြီးက2023နှစ်ကုန်ပိုင်းမှာလာစဉ်တစ်လောက်ကိုအမေရိကန်ဒေါ်လာ55တန်းကို ထိုင်းဘတ်ငွေနဲ့ရရှိနေတာဖြစ်လို့တနည်းဝင်ချက်မှာ အနည်းဆုံးအမေရိကန်ဒေါ်လာ3.5ဘီလီယံကနေ2.2ဘီလီယံထိရရှိနေတာဖြစ်တယ်လို့သွေးစုံငွေဖွဲ့စည်းကသိရပါဗယ်။ဒါဟာနိုင်ငံရဲ့နိုင်ငံခြားဝင်ငွေအလုံးရဲ့80ရာခိုင်နှုန်းကျော်80ရာခိုင်နှုန်းထိရှိနေရလဲဖြစ်ပါတယ်။အမိုဂျီနဲ့အကျိုးတူပူပေါင်းလှူဆောင်နေတဲ့ရေနံကုမ္ပဏီတွေဟာပြည်တခြားပင်လယ်ရဲ့ခြားပိုင်နဲ့မြေတွေဖြစ်တဲ့ဘာမြူဒါနဲ့ကေမန်ကျွန်းစုတွေမှာပါယင်းနှိမ့်မြုံနယ်လေပတ်နေရာဖြစ်လို့ ဘာမြူဒါနဲ့ကေမန်ကျူးစုအနာပိုင်းတွေစီဥပဒေရေးရာတိုင်ကြားချက်တွေကို Justice for Myanmar ကပေးပို့ထားပြီးဖြစ်ကြောင်းလည်းသိရပါဗျ။ Justice for Myanmar ရဲ့စာနဲ့ပေးပို့ဖြေကြားချက်ကို TVB သတင်းတော့ကအတန်အစားထိုးဖတ်ပေးထားပါဗျ။ဗြိတိရှပင်လေရချားပိုင်နေမြေတွေမှာမြန်မာစေအုပ်စုဆက်နွယ်ကုမ္ပဏီတွေဆက်လက်လက်ပတ်နေတာဟာလက်ခံနိုင်စရာအကြောင်းရှိပါဘူး။အရေးယူဆောင်ရွက်မှုတွေကြန့်ကြာတာကြောင့်အသက်တွေဆုံးရှုံးနေရပါတယ်။ ဒီကုမ္ပဏီတွေဟာခလေးတငယ်တွေကိုတပ်ဖြတ်တာတွေစာသင်ကျောင်းတွေဆေးရုံတွေကိုပုံကျဲတိုက်ခိုက်တာတွေကိုအပြစ်ပေးအေးအေးယူခံရမှုကင်းလွတ်စွာနဲ့လှုပ်ဆောင်နေတဲ့တရားဝင်စီအုပ်စုကိုငွေကြေးထောက်ပံ့နေတာဖြစ်ပါတယ်။အာဏာပိုင်တွေအနေနဲ့အခုချက်ချင်းအေးအေးယူဆောင်ရွက်ဖို့လိုအပ်ပါတယ်။ဒီကုမ္ပဏီတွေကိုအပြည့်အဝစုံစမ်းစစ်ဆေးရမှာဖြစ်ပြီးတော့တရားဝင်စီအုပ်စုကိုမိမိတို့နေမြေများအတွင်းစီးပွားရေးလှုပ်ဆောင်နေတာတွေရပ်တန့်ရမှာဖြစ်ပါတယ်။ MOGE ကို ဥရောပသမဂ္ဂ EU အနေနဲ့2021ခုနှစ်ဖေဖော်ဝါရီလမှာပိတ်ဆို့အရေးယူခဲ့သလို2023အောက်တိုဘာမှာတော့နိုင်ငံခြားငွေအသုံးပြုမှုတွေကိုအမေရိကန်ကထပ်မံပိတ်ဆို့တံခတ်ခဲ့ပါတယ်။အခုနောက်ဆုံး2025 match လာတဲ့မှာတော့ဆွစ်ဇာလန်အနေနဲ့ EU ရဲ့တံခတ်မှုတွေကိုလိုက်နာတော့အဖြစ် emoji အပေါ်မှာပိတ်ဆို့တံခတ်မှုတွေစတင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာကဲလွန်လုတ်ကွက်ပေါင်း52ကွက်ရှိတာဖြစ်ကလက်ရှိမှာရေဒနာရေဒဂွန်စော်တီကာ ရွှေစရစီမံကိန်း၄ခုကနေရေနံနဲ့သဘောဝဓာတ်ငွေထုတ်ယူနေတာဖြစ်ပြီးကြံ၃ခုဖြစ်တဲ့အောင်သိန်းခါပြည်သားရနဲ့မင်းရဲ့သူစရတွေကလည်းအမိုဂျီနဲ့ထုတ်လုပ်မှုအပေါ်ခွဲဝေရေးသဘောတူစာချုပ်တွေချုပ်ဆိုထားတာဖြစ်ပါတယ်။ကျွန်တော်ဝေပါ you